မင်္ဂလာပါရှင်ဇွန်လ9ရက်ကြာပြည်နေ့ရွှေအကုံရဲ့ထူးခြားပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့စုံပုံညာရှင်စတီတော်မြကြီးနဲ့သာသနီက အစာအုံများဗတ်စုံပြပြင်မူမှန်ပြင်ဆင်ရေးဆရာတော်ကြီးများထံမှဩဝါဒခံယူရတဲ့တဲ့ ငလင်တန်းကြောင်ပြောကြပြစီခဲ့သောစကိုင်းတိုင်းဒေသကြီးစကိုင်းမျိုးစကိုင်းတောင်ယိုရှိစုံဦးပုံညာရှင်စေတော်မြစီနှင့်သာသနိကအဆောက်အဦများဗတ်ဆောင်ပြပြင်းမိုးမှန်ပြင်ဆင်ခြင်းလုပ်ငန်းများအတွက်ဆရာတော်ကြီးများအားလျှောက်ထားခြင်းနှင့်စုံမဩဝါဒခံယူခြင်းကိုစုံလာသုံးရန်တဲ့ပိုင်းကအစောပိုင်းစီတော်မြစီတွင်ပြုလုပ်ကြောင်းသိရပါသည် အခမ်းအနားသို့နိုင်ငံတော်ဩဝါဒစရိယာတည်တကူဆရာတော်ကြီးဒေါက်တာဘတ်တန်နာညင်းနေတရာအမှုပြုသောတန်ခါတော်များဆွေရောက်တော်မူကြပြီး တိုင်းနေသားကြီးဝင်ကြီးချုပ်ဦးမြတ်ကျော်ကာကွယ်ဦးစီးချုပ်ရှုံကြီးမဒုတိယဘိုးချုပ်ကြီးသက်ပုံတိုင်းနေသားကြီးအစိုးရအဖွဲ့ဝင်များတာဝန်ရှိသူများနဲ့ဖိတ်ကြားထားသူများတက်ရောက်ဩဝါဒခံယူကြကြောင်းသိရပါပါရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ညောင်ရွှေမြို့နယ်ဖျားတောင်ကျေးရွာအနီးတွင်လွန်စွေတပ်ဖွဲ့ဝင်များနဲ့ KMDF PDF တို့ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့တဲ့ရင် ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရှိမြို့နယ်ဖျားတောင်ကျေးရွာအနီးတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KMDF, PDF တို့ဇွန်လ၂ရက်နေ့ပိုင်းကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမဆောက်ကသတင်းထုတ်ပြန်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ၂ရက်နေ့ပိုင်းတွင်ညောင်ရှိမြို့နယ်အတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်ထောင်နေတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ်ဖျားတောင်ကျေးရွာအနီးသို့အရောက်မှ KMDF အဖွဲ့ PDF အဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်တယ်လို့သိရပါတယ်။ ယ်။အခုလိုထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KMDF နဲ့ PDF များအနေဖြင့်လွတ်လပ်စွာစုခွာနိုင်ရန်ကျေးရွာအတွင်ရှိပြည်သူများရဲ့နေအိမ်များအားမိရှုဖြစ်စီကကျေးရွာရဲ့တောင်ဘက်သို့စုခွာသွားသည်ကိုသိရပါရယ်။၎င်းအဖွဲ့များစုခွာရနောက်သို့လိုက်ပြီးလိုအပ်တဲ့လွှမ်းခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါရယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တောင်ကြချောင်းရေကြီးမှုကြောင့်စတုံးဒေတာခန်း၅ဦးတေဆုံးကတဝူးတာပြန်လဲတွေ့ရှိတဲ့သတင်း ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စရုံးမြို့အနီးရှိဈေးဝါ၃ရာတွင်တောင်ကြားချောင်းရေကြီးမှုကြောင့်ဒေဆုံကြရသောဒေသခံ၅ဦးအနက်တဦးရဲ့အလောင်းသားတွေ့ရှိရပြီးရေဘေးတင်ပြည်သူများအတွက်ကူညီမှုများလိုအပ်နေကြောင်းသိရပါသည်။စရုံးမြို့အနီးစမောဟော်ရွာ လုံထန်းရွာနေရိန်းတော်ရွာစသောကျေးရွာများတွင်ဇွန်လ၂ရက်နေ့မနက်ပိုင်းကတောင်ကြချောင်းရေကြီးလာမှုကြောင့်ဒေသခံပြည်သူ၅ဦးသေဆုံးခဲ့ပြီးနေအိမ်အများအများထိခိုက်ပျက်စီးသွားကြောင်းဒေသခံများကပြောကြားခဲ့ပါသည်။ဇွန်လ၃ရက်မနက်ပိုင်းအထိရေကြီးမှုတွင်ပါသွားမှုကြောင်းသေဆုံးသွားသောဒေသခံ၅ဦးရှိတဲ့အနက်အမျိုးသမီးတဦးရဲ့အလောင်းကိုသာတွေ့ရှိခဲ့ကြောင်းဒေသသတင်းများအရသိရပါရရှင်။ ထပ်မံတင်ဆက်မယ့်သတင်းကတော့အေယာဝတီတိုင်းကျောင်းကုံမြို့နယ်တွင်ခရီးသည်တင်ရင်တစီလမ်းဘေးတပင်အဝင်တိုင်းမီပြီးတအူးသေးဆုံးက၁၁ဦးထိရရရှိရတဲ့တဲ့ အေယာဝတီတိုင်းကျောင်းကုံမြို့နယ်တွင်ခီးတဲ့တင်ရေတစီလမ်းဘေးတပင်အဝင်တိုင်းမီပြီးတဝူးတည်ဆုံက17ဦးထင်အားရရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တဖွဲ့မှသိရပါသည်ဖြစ်စဉ်မှာဇွန်လ၄ရက်နေ့9:55မိနစ်ခန့်တွင်အေယာဝတီတိုင်းကျောင်းကုံမြို့နယ်တဲကုံချေရွာမိုင်တန်အမှန်89ခုမြင်းဆောင်9မိုင်တွင်ကျုံပြုံမှရန်ကုန်သို့မောင်းနေလာသောခီးတဲ့တင်ရေတစီလမ်းဘေးသို့ထိုးကြပြီးတပင်အဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်းသိရပါသည်ဖြစ်စဉ်နေရာသို့ကျောင်းကုံမြို့ နေမိသက်စကမ်းမမိသက်တဖွဲ့များဖြင့်ကယ်ဆယ်လုပ်ငန်းများတော်ရောက်ဆောင်ရွက်ခဲ့ကြောင်းအဆိုပါရင်တိုင်မှုကြောင့်ရှင်မောင်အမျိုးသားတဦးသေဆုံးပြီးရှင်ဘောပါခီးသည်၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့က၎င်းတို့အားကျောင်းကုန်လူငယ်နာရေးကူညီမှုအသင်းရှင်ဖြင့်ကျောင်းကုန်ပြည်သူစင်အုပ်တို့ကူညီပို့ဆောင်ခဲ့ကြကြောင်းသိရပါရရှင်။ ကျမတို့ရန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းပစ္စည်းများအပါအဝင်နိုင်ငံတော်ရှိထူးခြားပစ္စည်းများကိုအချိန်နဲ့တပြင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါရယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရယ်ရှင်။